ကိုဘာပဲလှုပ်လှုပ်ကောင်းတာလှုပ်လှုပ်မကောင်းတာလှုပ်လှုပ်လို့တမယကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆံရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလွတ်တယ်ဒါကိုကမ္မတကတာသမာဓိတိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့ မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်စัจ jment နဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငင်းကြွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဘာကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုံကိုတယောက်သိသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာကိုနော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့က तू ကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့် ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုံးရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာသာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်တယ်လို့ပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုးတာ လုံးလဲဆိုးတာမဖြစ်ပါဘူးမဟုတ်တာလှုပ်တဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလှုပ်တဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကရေးကျိုးငင်းပဲ့မှုတွေနဲ့ဖြစ်တတ်သေးတယ်ပေါ့နော်သို့သောစဉ်းစားရမှာအခုတည်းရပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့ပင်ပေါ့ပြီးတည်သည်ဆာရပါမလားမဆာရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုးတာလုတ်ပြီးကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှိတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ်ပေါ့ ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးရဖြစ်တယ်။အဲဒါလို့နားမလည်ဘူးဆိုလို့ရှိရင်ကံကံရဲ့အကျိုးညှင်းပဲ့တဲ့ပုံကဖြစ်သွားနိုင်။အဲတော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်။လူတိုင်းလူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကာမတက္ကတာသမာဓိဋ္ဌိနဲ့။ဟုတ်ပြီ။ ก้าวหน้าเลยยังก้าวยนูย่าเลยมัก้าวหน้าเลยมันก้าวยนูย่าเลสุทุกที่ดีฮะบารีเล่านี่เนี่ยจะนี่ดังมาก้าวหน้าดีจีเล่าถ้าละสุดอราดีโอเล่าถ้าละกูกูมันดีอย่างจุดาบุรุษยศพยาการเราขอเลยอุบอถเนี่ยสัปปินสัยามิสโอกรุติอิดาตรวจเจ้าหฮะที่โลกะตรวจเจ้าหฮะ ပပလို့ဆိုရဲမလို့တင်တာတွေလည်းလုပ်တယ်ပုံညာလို့ဆိုရဲလုပ်တင်တာတွေလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြတယ်ပုရုษေမှန်သမျှအကောင်းကြီးလုပ်တာဆိုတာမရှိနိုင်အဆိုးလေးရတော့ပါအောင်ပါနော်အစာစားတဲ့အထက်မှာခန္ဓာကိုယ်အကျိုးပြုတာတွေပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိဘယ်ကိုကမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုပုထုဇဏမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကူဆင်ញင်သုံးသပ်ပြီးဒီတစ်ခုလှုပ်တယ်ဆိုဟုတ်ပြီကောင်းတာလည်းလှုပ်တယ်ဆိုးတာလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားရလားဆိုဘယ်ပြီးမလဲ